မင်္ဂလာပါအဲဒါကတော့ကျွန်တော်တို့အဲအခုကဒီနေ့ကတော့ကက်ချနပူရီကျွန်တော်တို့သွားနေတာပေါ့နော်ဘန်ကောက်ရောက်တာကျွန်တော်တို့ကိုစီ300လောက်ရှိပြီနော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့16ရက်နေ့မှာတော့ဒါကိုစီတို့ဘာတို့ကစီစဉ်တယ်ကျွန်တော်ရဲ့ meet and greet in ဘန်ကောက်ပွဲကိုနေ့လယ်2နာရီကနေညနေ9နာရီထိကျွန်တော်တို့ကထိုင်းနိုင်ငံဘန်ကောက်မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်လက်မှတ်ကတော့ကိုစီကျွန်တော်5%လောက်ပဲကျတော့တယ်နော်အဲတော့လက်မှတ်ဒီနေ့လောက်ပဲကျွန်တော်ရတော့မယ်ထင်တယ်ကျွန်တော်လေးနော်အဲ့တော့မြန်မြန်လေးလက်မှတ်ကလိုချင်တဲ့သူတွေ messenger မှာပြောထားပေးပါနော်ကျွန်တော်တို့ အဲဒီနေ့ကတော့ကျွန်တော် target channel ဖူတွေကိုသွားနေတာပေါ့အဲ့တော့မနက်မိုးလင်းလင်းချင်းမှာလူချင်းမလို့အနေနဲ့နေ့တနေ့မှာအလုံးမလုံးမီမှာအတိတုတအတိတကုခေါင်းတွေအများနဲ့ထဲဖို့လို့ဒီနေ့မနေ့ရုံးလာတယ်ညနေရုံးကပြန်သွားရင်မနေ့တော့ငါမသိသေးတာအစ်တတကူရအောင်သင်မယ်ဆိုတဲ့စိတ်တည်းနဲ့စ조사ရင်ဘဝဟာအောင်မြင်မှုကနိဒထက်နီလာမှာဖြစ်တယ်။အဲ့တော့ဒီနေ့မနေ့မှာကျွန်တော်တို့ဒီခီးစဉ်သွားတဲ့အတွင်းမှာလူချင်းတို့ကိုကျွန်တော်မျှဝေချင်တာကတော့ကမ္ဘာမှာရှိတဲ့ business brand ပဲဖြစ်ဖြစ် personal brand ပဲဖြစ်ဖြစ် brand တွေအောင်မြင်ခြင်းအဓိကလိုအပ်ချက်ကိုမျှဝေပြမှာဖြစ်တယ်။အဲ့ဒါဘာလဲဆိုတော့ value တန်ဖိုးထားမှုကို first အခြေခံမှာ profit အမြတ်ကနောက်ကလိုက်လာပါလိမ့်မယ်အဲ့တော့လူချင်းတို့အခုလူချင်းတို့ကဘာတန်ဖိုးထားမှုတွေရှိလဲဥပမာကျွန်တော်တို့ကဘာမှာနှစ်နေရာတက်တန်းအထက်ရှိတဲ့ဟလာ fashion brand တွေဆိုတာတော်တော်ရှားတယ်ဒါပေမဲ့ထိတ်တန်း brand တွေကတက်တန်းတော်တော်များများမြင့်မားကြတာဖြစ်တယ်အဲ့တော့အားလုံးသိတဲ့ MX ဆိုရင်ကျွန်တော် MX ကတော့ဒါပြင်သစ်လို့ပေါ့ပြင်သစ်လို့သူ့ရဲ့ brand ကိုအသံထွက်တာသူက French brand ဖြစ်တဲ့အတွက်ပြင်သစ် brand ဖြစ်တဲ့အတွက် MX ဆိုရင် နှစ်နေရာတက်တန်းထက်ရှိပြီကျွန်တော်တို့နိုင်ငံမှာကုန်းပေါင်ခက်လောက်ပဲရှိသေးတယ်အဲ့ဒီအချိန်ကလေးကသူတို့ရဲ့ brand ဟာရှိအသူတို့ရဲ့ value ကနှစ်ခုပဲပါလေ beauty အလှတရားရဲ့ usefulness အသုံးဝင်မှုရဲ့အလှတရားရဲ့အသုံးဝင်မှုရောမှန်မှန်ကန်ကန်ပေါင်းစည်းလိုက်တဲ့အခါမှာသူတို့ brand ရဲ့တန်ဖိုးဖြစ်လာအဲ့ဒါနဲ့သူတို့အောင်မြင်မှုတည်ဆောက် ဲ့တော့အခုဒီမှာလေကိုစီတိုရဲ့ဘာတို့ကလည်းဒီ industry တွေကဆိုတော့အဲဘာတို့ရဲ့တန်ဖိုးထားမှုကိုလည်းကိုစီမျှဝေပေးပါဦးကျွန်တော်တို့မိတ်ဆွေတွေဟုတ်ကဲ့ပါဆရာမင်္ဂလာပါဆရာအားလုံးပဲမင်္ဂလာပါ good morning ပါ ဟုတ်ကျွန်တော်တို့ဒီဘာတို့ bespoke ကိုဗောနော်ဆရာကျွန်တော်အခုနဲ့ဆိုရင်ဒါ6နှစ်ရှိပြီဗောဆရာအဲအမတိုင်မီကျွန်တော်ဘန်ကောက်မှာအလောက်လောက်တယ်ဆရာအလောက်လောက်တယ်ကျွန်တော်တို့တထေးကိုတိုင်လဲဗောနော်အဲကျွန်တော်တို့ အလောက်လောက်တဲ့ချိန်မှာအဓိကကာရက်တာပေါ့ဆရာကြီးအဲကာရက်တာအဓိကကာရက်တာဆိုတာဗျာဆရာကြီးကျွန်တော်တို့ပြောတဲ့စကားကတ်စတမာကိုပေးတဲ့ promise အတိုင်းပေါ့နော်ဆရာအဲနောက်အဲအဲ့ဒါတွေကိုအဓိကဟိုပြောတဲ့အတိုင်းလုပ်ပေးတာတွေပေါ့နော်ဆရာနောက်ကတ်စတမာတွေကျွန်တော်တို့ feedback ပေးတဲ့ချိန်မှာကျွန်တော်တို့တေချာနားထောင်ပြီးမှာပေါ့နော်ကျွန်တော်တို့ပြန်လုပ်ပေးတာတို့ပေါ့နော်ဆရာအဲ complain လာလို့ရှိရင်လည်းတောင်းဝင်ရှိရှိပေါ့နော်တောင်းဝင်ယူပြီးမှာကျွန်တော်တို့ပြန်လုပ်ပေးတာတို့ပေါ့နော်ဆရာဆိုတော့ အဲ့ဒါကိုအကုန်ဟွာလောက်ပြီးမှကျွန်တော်တို့အခု Bahadur B Spoke Gear ကျွန်တော်တို့ဒီ mindset ဟောကျွန်တော်တို့ရဟိုဘောနော်ကျွန်တော်အမြဲတမ်းကျွန်တော်တို့တွေးတဲ့ဟာပေါ့ဆရာရေအဟိုဒီ character with style ပေါ့ဆရာရေ character with style ပေါ့ဆရာကျွန်တော်တို့အဓိကအဲ့ဒါကိုဘောနော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ အဓိကကျွန်တော်ဘာဒူဘီစပုတ်စတဲ့အချိန်မှာဆရာကြီးကျွန်တော်တို့ကဒီ entrepreneur တွေရောအဓိကကျွန်တော်တို့က UTV ကျွန်တော်တို့ဒါအလုံးလုံးစခဲ့တာပေါ့ဆရာကြီးအဲဆိုတော့အဲကျွန်တော်တို့လုပ်ငန်းရှင်တွေ entrepreneur တွေကိုလည်းနောက်ကြိုက်နောက်ကြိုက်မဟုတ်အခုတော်တော်များများခင်ပါဆရာကြီးကျွန်တော်တို့ကဒီအဲဒီပေါ့နော် customer ကိုချစ်တာတွေတော်တော်သုံးလာကြတယ်ပေါ့နော်ဆရာ customer caring လောက်တာတွေပေါ့နော်နောက် honestly ဟို လုပ်ငန်းကိုလောက်တာဗောနော်အဲအဲ့လိုအဲ့ဒါတွေအရင်ခေတ်စားလာတော့ကျွန်တော်လည်းကျွန်တော်ကိုယ်တိုင်လည်း mindset ဗောနော်အဒီဒီအခုနောက်ပြောတော့ style with the character ကိုအရင်ဟိုကကြိုက်လို့အဲအဲ့ဒါဒီကဟုတ်ဟုတ်ဆရာဟုတ်နောက်တစ်ခုကအခုဒီနေ့ဆရာနဲ့လည်းဗောနော်အဒါ landing တစ်ခုဗောကျွန်တော်အတွက်ဗောဆရာရဲ့အခုကျွန်တော်တို့ဒါကန်ချနာပူရီကိုသွားနေတာဗောနော်ဆရာကျွန်တော်တို့အရင်ဒီ plan မရှိခင်ကျွန်တော်တို့ကန်ကြရပူရီသွားမယ်လို့ကျွန်တော်တို့ပြောခဲ့တယ်ဒါပေမဲ့ဝေးတယ်ကျွန်တော်တို့ဒါပင်ပန်းတယ်မတော်ဘူးလို့ကျွန်တော်ဆုံးဖြတ်ခဲ့တာဟုတ်တယ်။ Okay. ဒါပေမဲ့ဆရာဘောနော်ဆရာမိတ်ဆွေတွေဆရာဟို consult လုပ်နေတဲ့လုပ်ငန်းရှင်တွေအာသူတို့အာတွားပေးပါဦး။ဟိုမှာကျွန်တော်တို့ product ဟို ရောင်းနေတဲ့မိတ်ဆွေတွေအော်ဗန်ဒါတွေရှိတယ်ဆိုတော့တခွန်းပြောလိုက်တာနဲ့ဆရာကဆရာရဲ့ brand ပေါ့နော်ဆရာရဲ့ဒါချစ်ချင်းဆရာကကဉ္ဇနာပူရီသွားမယ်ပင်မန်းနဲ့ဝီးတယ်ဆိုတာဒါမရှိတော့ဘူးဆရာပျောက်သွားပြီပေါ့နော်ဆိုတော့အဲ့ဒါကိုလည်းအရန်သဘောကျပါတယ်ဆရာဒါဘာပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့ လုပ်ငန်း value first လေဆရာအဲ့ဒါအဲ့ဒါလဲ learning တစ်ခုပါဆရာဟုတ်ဆရာဆိုတော့ပွဲအကြောင်းလဲဆရာခုနပြောသလိုပေါ့နော်ကျွန်တော်မိတ်ဆွေတွေအတွက်လဲကြီးနေတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဆရာအခုလာမဲ့ဒီ session နဲ့တပတ်ခါပေါ့နော်ဆရာတပတ်ခါကျွန်တော်တို့ဒီ on note the connect မှာကျွန်တော်တို့ပွဲစီစဉ်ထားတယ်ဗောနော်ဆိုတော့အားလုံးကိုလာစေချင်ပါတယ်အဓိကတော့အာကျွန်တော်မနေ့ကလည်းအဲ့လိုမိတ်ဆွေတဝူးကို share လုပ်ရင်းနေပါဆရာရေအဓိကမိတ်ဆွေအနေနဲ့အလုံးလုံးနေတာပဲဖြစ်ဖြစ်လုပ်ငန်းလုပ်နေတာပဲဖြစ်ဖြစ်ဗောလုပ်ငန်းလုပ်ဖို့ကြိုးစားနေတာပဲဖြစ်ဖြစ်ဗောနော်အလုံးဆိုရင်မိတ်ဆွေလုပ်နေတဲ့တတိ product တွေကိုမြန်မာနိုင်ငံမှာ ရောင်းချင်တယ်ဈေးကွက်ရှာချင်တယ်ဆိုရင်လဲဒါဘလို့ market မှာ position လောက်ရလဲဆိုတဲ့ဟာပေါ့เนาะဒါဆရာနဲ့အနီးတဝိုက်မှာရှိပြီးမှဒါတိုင်မနိုင်တယ်ပေါ့ဆရာရဲ့အဲအဲ့ဒါတစ်ခုပေါ့เนาะနောက်တစ်ခုကလုပ်ငန်းလုပ်နေတယ်ချဲ့ချင်တယ်ဆိုရင်လဲဒါ market မှာဘယ်လို digital အော်တုံးပြီးမှဘယ်လို position လောက်ရမယ်ဆိုတဲ့ဟာတွေပေါ့နော်အဓိကတော့ဒါတွေကိုစဉ်းစားပြီးမှအာဆရာနဲ့လာတွေ့စေချင်တယ်ပေါ့နော်ဆရာရေဟုတ်ဟုတ်နောက်တစ်ချက်ဆရာ end လေးတစ်ချက်ပြောပေးပါဦးဆရာကြောက်ဝေးပြီးရကျေးဇူးတင်ပါတယ် coach โอเคခင်ဗျာအဲဘာတို့ရဲ့တန်ဖိုးထားမှုကိုလည်းကျွန်တော်တို့လူချင်းတို့လေ့လာခဲ့ရတာဖြစ်တယ်အဲတော့လုပ်ငန်းတွေအောင်မြင်တဲ့ဆိုတာတန်ဖိုးထားမှုကိုအခြေခံတာဖြစ်တယ်ဒါကြောင့်လူချင်းတို့အခုကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေရှိတယ်ဝန်ထမ်းလုပ်နေတဲ့သူတွေရှိတယ်ကိုယ့်ရဲ့တန်ဖိုးထားမှု value ကို comment မှာရေးကြည့်ပါဦး ပြီးလုပ်ငန်းတစ်ခုနဲ့တစ်ခုရဲ့တန်ဖိုးထားမှုကိုလေ့လာသိမှုချင်းအပြင် profit တန်ဖိုးထားမှုအခြေခံတဲ့ profit တွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်အဲ့တော့သင်တန်းတက်ချင်တဲ့သူတွေကတော့အဲကျွန်တော်ကိုယ်တိုင်သင်ကြားတဲ့ certificate in general business management စီဝါရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းကတော့6လပိုင်းမှာကျွန်တော်တို့ဖွင့်มาဖြစ်ပါတယ်။ online တင်တဲ့6လပိုင်းကျွန်တော်တို့10ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်။ online ကနေတလားတတိတက်มาဖြစ်တဲ့အတွက် beta ဆိုတက်နိုင်တယ်။ နေ့စဉ် recorded video တို့ကျွန်တော် Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမှာဖြစ်တယ်။ Live လို့ကျွန်တော်အပတ်စဉ်ကျွန်တော်တို့ကတနင်္လာနေ့ည8:00နာရီတိုင်း Zoom application အနေနဲ့ကျွန်တော်တို့ရင်းနှီးချစ်ကဲစွာတွေ့ဆုံပြီးတက်ရမယ်။တနက်တနေနဲ့ group ကိုချင်မှရအောင်ဆောင်ပေးတာဖြစ်တယ်။အဲ့တော့ zoom မှာမေးခွန်းတွေမေးနိုင်တယ်။တနက်ကလာတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးဖို့ပေးမယ်။ အပြင်လူတွေတက်ချင်တဲ့သူတွေကတော့6လပိုင်း14ရက်နေ့နဲ့15ရက်နေ့မှာစနေတွေးနေ့နေရာမှာမနက်7:00နာရီနေ့ညနေ6:00နာရီအထိရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်ရဲ့ MN တန်းန်းကျောင်းမှာကျွန်တော်ရဲ့နှစ်ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်အောင်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့မိမိတို့ရဲ့စီမံခန့်ခွဲမှုဆိုင်ရာအတိတ်တုတ္တရကိုမြင့်တင်ပြီးအောင်မြင်မှုတိစောက်ချင်တဲ့သူတိုင်းနဲ့လည်း6လပိုင်းမှာ Certificate in General Business Management တန်းန်းမှာတွေ့ကြပါမယ်။တန်မှုထားမှုအခြေခံပြီးတော့အခုပဲမိမိတို့ရဲ့လုပ်ငန်းတွေကိုအောင်မြင်အောင်တိစောက်လိုက်ကြပါစို့။ we must work together, we must build our nation.